လာရှော့ကိုလွတ်လို့ရခိုင်ကြောက်ဖြူကိုတော့တရုတ်ကြီးလှုပ်ချင်တိုင်းလှုပ်လို့မရဘူးကိုကန့်တက်သိမ်းတဲ့ရှမ်းမြောက်လာရှော့ကိုအပြစ်ခတ်ရက်ပြီးတော့စစ်ကောင်စီကိုပြန်လဲဝင်ရောက်ခိုင်းတယ်လို့မျိုးရခိုင်ကကြောက်ဖြူကိုတော့တရုတ်ကြီးလှုပ်ချင်တိုင်းလှုပ်လို့မရဘူးလို့စည်ရေးလေးလာသူကပြောဆိုလိုက်တာပါတိတုံညာနှစ်ခုစစ်စင်ရေးနဲ့အတူကိုကန့်တက် MNDA သိမ်းပိုက်ထားတဲ့လာရှော့မျိုးကိုတရုတ်ဆိုရကဂျောင်းဝင်စစ်ဆက်ပြီးတော့စစ်ကောင်စီတပ်တွေကိုလာရှော့မှာ ပြန်လဲခြေချခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်လာရှော့မျိုးကိုကိုကန့်တက် MNDA ကစစ်ကောင်စီထံပြန်လဲလွှဲပြော ောင်းဖို့ကိုတရုတ်ဆိုရကကမကရပြုလုပ်ပြီးတော့ပြီးခဲ့တဲ့ဧပြီလ21ရက်နေ့ကစတင်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။လူရေ3သိန်းနီးပါးနေတိုင်းနဲ့လာရှိုးမြို့ပေါ်ကမြို့ပေါ်12ရပ်ကွက်ကိုတော့စစ်ကောင်စီကအုပ်ချုပ်ခွင့်ရမှာဖြစ်ပြီးတော့ကျေးရွာ450ကိုတော့ကိုကန့်တဲ့ MNDA ကအုပ်ချုပ်ခွင့်ရတာပါ။စစ်ကောင်စီတပ်ကလာရှိုးမြို့မြောက်ဘက်မှာရှိတဲ့ AD တရာနောက်ဘက်မှာရှိတဲ့ E9 တရာတောင်ဘက်မှာရှိတဲ့မဟန်ရွာကိုကျော်လွန်တဆက်ခွင့်မရှိပါဘူး။ အခုလိုနယ်မြေခွဲဝေမှုတွေအတွက်တရုတ်နိုင်ငံဘေကျင်းကလွတ်လိုက်တဲ့တရုတ်ကိုယ်စားလှယ်တွေကလာရှုမှာယုံထိုင်ပြီးတော့အနီးကပ်စောင့်ကြည့်ကြတာပါလူပြောများနေတဲ့တရုတ်ရဲ့ဂျောင်းဝင်မှုနဲ့လာရှုကိစ္စအပြောင်းလဲဖြစ်သွားပြီမဲ့ရခိုင်မှာအေကတိမ့်မို့ကြံနေတဲ့မြို့သုံးခုတွေကတရုတ်အစိုးရရဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ကြောက်ဖြူမျိုးနဲ့ပတ်သက်ပြီးတော့လာရှုဖြစ်စဉ်တို့မျိုးဖြစ်လာနိုင်စရာမရှိဘူးလို့နိုင်ငံရေးအကဲခတ်တွေကတုံ့တက်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ် အရကရတော့အေအနေနဲ့ရခိုင်မှာတိမ့်မှုကြံနေတဲ့မြို့တွေတဲကကြောက်ဖြူမြို့ကိုတော့ကြောက်ဖြူမြို့ပြင်ကနေအေကဝိုင်းရံပိတ်ဆို့ထားပြီးတော့မြို့ပေါ်ကွက်ကက်ကလေးကသာစစ်ကောင်စီကထိန်းချုပ်ထားနိုင်တဲ့အခြေအနေပါအခုလက်ရှိအေရဲ့စီရေးအင်အားအရလည်းကြောက်ဖြူကိုအလုံးကြီးနဲ့ဝင်တိုက်နိုင်တဲ့အင်အားအပြည့်ရှိတယ်လို့လည်းစီရေးကက်ကက်တီကပြောဆိုထားပါတယ်နိုင်ငံရေးကက်ကက်တချို့ကတော့တအောင်းတက် TNL နဲ့ကိုကန်တက် MNDA ညီနောင်နှစ်ဖော်အလုံးမှာတရုတ်နိုင်ငံအနေနဲ့ရခိုင်ကြောက်ဖြူကိုအကြောင်းပြုပြီးတော့အေအဖွဲ့ကိုစစ်ပွဲတွေရက်စဲရေးလှုပ်ဆောင်မှုတွေလှုပ်လာနိုင်တယ်ဆိုပြီးတော့လည်းရှုမြင်သူတချို့လည်းရှိနေကြပါတယ် အရေးလေးတာသူတူကတော့အာခရတော် A အဖွဲ့ကိုတရုတ်ကမျက်စိကျနေရတော့အမှန်အကန်ပဲ A အဖွဲ့ကိုတရုတ်ကဘယ်လိုချင်းကက်လာမလဲဆိုတာစောင့်ကြည့်စရာဖြစ်လာပြီး A ကို TN အနေနဲ့ MNDA ညီနောင်နှစ်ဖွဲ့လိုမျိုးတရုတ်ကအနီးကပ် PRP ဂီယာထိုးလို့မရပါမယ်အဝေးထိုးဂီယာနဲ့ဟန်တာလီမလားအခုထိတော့တရုတ်ဘက်က A အဖွဲ့ကိုတရားဝင် PR ပေးတာမျိုးတော့မတွေ့ရသေးဘူးတရုတ်ဆိုရကအွန်တန်မေတိုရဲ့ဗျူဟာနဲ့ A အဖွဲ့ကိုအပေးယူလုပ်ပြီးစီးရုံလာလိမ့်မလား ဒါမှမဟုတ်တရုတ်ရဲ့အကျိုးစီးပွားဖြစ်တဲ့ကြောက်ဖြူစီးပွားရေးစုံကတိကျမှုမရှိမချင်းဒီလိုပဲဆက်သွားမလားဆိုတာကတော့စောင့်ကြည့်ရမယ်လို့လည်းရခိုင်ကြောက်ဖြူရစီးအခြေအနေကိုတုံးသက်ပြောဆိုထားပါတယ်အခုလက်ရှိမှာရှမ်းမြောက်ကကိုကတ်တဲ့ MNDA တင်ပိတ်ထားတဲ့လာရှိုးရမကမြောက်ပိုင်းနဲ့စစ်တပ်နာချုပ်ကိုတော့တရုတ်ကဂျားဝင်ပြီးစစ်ကောင်စီတက်လက်ထဲကိုတဖန်ပြန်ရောက်ရှိသွားခြင်းကတိုင်းစစ်နာချုပ်တစ်ခုရဲ့ဂုံတိတ်ကောက်ကိုပြန်လည်အဖက်ဆယ်ခွင့်ရသွားခြင်းဖြစ်တယ်လို့လည်းနိုင်ငံရေးအကြီးအကဲတွေကတော့တုံးသက်ပြောဆိုနေကြပါတယ်ရခိုင်ရေးလိတာသူတူကတော့နိုင်ငံရေးဥဆောင်မှုမပါတဲ့စီးရေးလှူရှားမှုတွေကတော့အင်းကြီးအင်အားကြီးနိုင်ငံတွေ ရဲ့ဆွတ်ဖက်လွတ်မှုကိုခံရလေရှိတယ်။လာရှုကိုတင်လာတဲ့ကိုကန့်တက်အနေနဲ့တရုတ်ဖီအားတွေကြောင့်လာရှုကနေအခုဧပြီလ20ရက်နေ့မှာပြန်ဆုတ်ပေးလိုက်ရတယ်။တရုတ်ဆိုရအနေနဲ့စစ်ကောင်စီကိုပဲဒီဖက်တူမန်ဒိတ်နဲ့အုပ်ချုပ်မှုကိုရှုမြင်နေပြီးတော့ခေတ်သစ်ကိုလိုနီနဲ့ချုပ်မှုအရသွားနေတာအထင်ရှားပဲ။အခုတရုတ်ရဲ့တချက်လိုအမိန်နဲ့လာရှုကိုစစ်ကောင်စီလည်းပြန်အန်ရရချိန်မှာကိုကန့်တက် MND ရဲ့ပြည်သူလူထုပေါ်ပေးထားတဲ့ဂရီကွက်ကတော့မြောင်းနဲ့ရောက်သွားပြီ။တရုတ်ဘက်ကနေ EAO တွေကိုဖိနှိပ်ချက်လဲပုံသွင်းတာပြည်သူလူထုကိုအချိန်ဆွဲဆန့်ပေးတာတွေကြောင့်အသက်ရှူရခတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတွေကတော့လုဒ်တာကင်တာရှိသွားတယ်။ကိုကန့်တက် MND NDA အနေနဲ့ဒေတာသွင်းစစ်ဘင်ဝါဒထက်မပိုတဲ့အဖွဲ့အစည်းဖြစ်အဆုံးသတ်သွားပြီးပေးတာယူခိုင်းနာလုပ်တဲ့ EU အဖြစ်ဆက်သွင်းခံလိုက်ရတယ်။ A နဲ့ကြတော့ကွာတယ်။ A ကတိုင်းရင်းသား DNA စစ်တဲ့ပြင် leadership ရိုးမြင့်လို့တရုတ်အနေနဲ့အခုလာရှော့ကိုလုတ်တလူမျိုးရကိုင်ကမျိုးတွေကိုအထူးသဖြင့်ပေါ်အကြောက်ဖြူကိုသူလုတ်ချင်တယ်လုတ်လို့မရဘူးလို့မှတ်ချက်ပေးတာပါတယ်။တရုတ်အစိုးရအနေနဲ့သူနဲ့ဩဇာမကင်းတဲ့ကိုကန့်တဲ့ MNDA နဲ့တအောင်တက် TNN တို့အပေါ်မှာလုတ်ချင်တယ်လုတ်လို့ရပြီမဲ့ကချင်လွတ်မြောက်ရေးတက်မလို့ KIA နဲ့ ARKA တို့ A တို့အပေါ်မှာတော့လုတ်ချင်တယ်လုတ်လို့မရဘူးလို့လည်းစီရေးလိလာသူတွေကတော့မှတ်ချက်ပေးတာပါတယ်။တရုတ်ပြည်က ကိုကိုကန့်တဲ့ MND တအောင်တက် TNL နီးတူကချင်လူမျိုးတက်မလို့ KIA လည်းခံရတာပဲတရုတ်ကခေါ်တွေ့ပြားပေးတာပဲတရုတ်ကပိတ်ရင် KIA ရလည်းပိတ်တာပဲ KIA နဲ့ A ကပြည်သူလူထုလိုချင်တဲ့စစ်အာဏာရှင်မြေပြချိန်မုံရေးအတွက်တိုက်ပွဲဝင်ပေးနေတာအခုຫນွေဥတော်လိုင်းအကြောင်းဖြစ်ပေါ်လာတဲ့ပြည်သူညီညွတ်ရေးအစိုးရဖွဲ့ NUG နဲ့ပြည်ရွက်တွေကိုနိုင်ငံရေးအရာစီရေးရလက်တွဲခေါ်တယ် KIA နီးတူအရကတော် A ကလည်းဒီလမ်းကြောင်းကို format ချတာတယ် KIA နဲ့ A ကတော့တရုတ်ပြောတိုင်းလိုက်မလို့ဘူး KIA A လို့စစ်မှန်တဲ့ EA ကိုတော့ကြောင်းပြည်သူလူထုတဲ့ တော်လန်ရေးတိုက်ပွဲက80သွားနေတာပြည်သူလူထုတော်လန်ရေးဆိုတာကတော့ NG PD တို့ကတခါတည်းထည့်ပြောတာဆီအနာရှင်ပြုတ်ကြပြီးတော့ KIA ခေါင်းဆောင်တွေကိုနိုင်ငံတော်ရဲ့ခေါင်းဆောင်တွေအနေနဲ့ရွေးချယ်ဖို့ပြည်သူလူထုကမမေ့ဘူးဆီအနာရှင်ပြုတ်မယ်ဆိုလို့ရှိရင်တရုတ်ကိုပြန်တီးနိုင်မယ်ဆိုရင်နိုင်ငံပြန်ဖြစ်သွားလဲပြန်ညှို့ထားလို့ရတယ်လို့လည်းအခုလက်ရှိစီးအခြေအနေကိုသုံးသပ်ပြောဆိုထားပါတယ်ရှမ်းမြောက်မှာကိုကန့်တက်တိမ့်မိုက်ထားတဲ့စစ်ကောင်စီရဲ့ရမကဌာနချုပ်ကြီးလိုမျိုးရကိုင်ကနဘကအနောက်အနောက်နဲ့စစ်ဌာနချုပ်ကိုတရုတ်ကချားဝင်ပြီးဂီယာပြင်းပြင်းထုတ်ကအေးလက်ထဲကနေစစ်ကောင်စီကိုပြန်ပေးရအောင်တီးတော့ ော့တရုတ်အနေနဲ့မစွမ်းနိုင်ဘူးလို့လည်းနိုင်ငံရေးအကြက်တချို့ကတုံးသက်ပြောဆိုကြပါတယ်တိုးတော်လည်းပဲကြောက်ဖြူကိုဘိုးပြူပြီးတော့တရုတ်ရဲ့နိုင်ငံငွေသန်းကာလာတစ်ခုကိုဘယ်ခြေလမ်းမြင့်ချင်းကလာမလဲဆိုတာကိုတော့စောင့်ကြည့်ရမယ်လို့နိုင်ငံရေးလေတာတုံးသက်သူတွေကပြောဆိုထားပါတယ်မူနုပဲနုစုပြီးလို့တရုတ်တိုက်ကြည့်တယ်ဆိုတော့တရုတ်ရဲ့ငါတို့ကက်စီနဲ့မူဝါဒအရဆိုရင်တော့ကြောက်ဖြူကအကျိုးစီးပွားကိုတရုတ်ကမှမဟုတ်လောက်ဘူးအေအဖွဲ့အနေနဲ့တရုတ်ကဘယ်လိုဘာဂိန်းတစ်ခုကိုစုံမဲ့ထားမလဲစုံမဲ့ထားကသူမသာကိုမသာဘယ်လိုဂီယာဆက်ထိုးမလဲဆိုတာကစောင့်ကြည့်စူးစမ်းရုံပဲရှိတယ်မြန်မာနိုင်ငံရဲ့စည်ရေးနိုင်ငံရေးကစားပွဲမှာဂျောင်းဝင် ာသူဘယ်ဖွဲ့စည်းဘယ်နိုင်ငံမှမစိုးကိုကကြွရင်ကိုဒူးတော်အလုံးစုံယုံကြည်နိုင်ဖွဲ့ရာမရှိဆိုတဲ့အမြင်မျိုးထားရှိကပုံအော်ပြီးမြုံကြီးကြောက်လို့လိုတယ်လို့လည်းနိုင်ငံရေးအကြက်ခတ်တူကတော့တုံးသက်ပြောဆိုထားပါတယ်အခုလက်ရှိမှာမက်စလာကဖြစ်ခဲ့တဲ့ငလင်ကြောင့်အဖြစ်ခက်ရဆဲတယ်လို့ကြေညာထားတဲ့စစ်ကောင်စီကသူတို့ကိုယ်တိုင်ကြေညာထားတဲ့စီဖိုင်းရကိုလေးစားခြင်းမရှိဘဲနဲ့အေပလာနေ့နေ့ကနေအခုအေပလာ၂၂ရက်နေ့အတွင်းရခိုင်မှာရှိတဲ့ကြောက်ဖြူတောင်ကုန်းကြောက်တော်စစ်တွေနဲ့ပေါတော်တို့ကိုပြစ်ခတ်တိုက်ခိုက်မှု၄၉ကြိမ်တိပြုလုပ်ခဲ့တယ်လို့ Humanitarian and Development Coordination Office HCCO ကထုတ်ပြန်ပြောဆိုထားပါ ါတယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်ပြည်သူတဦးတေဆုံးခဲ့ပြီးတော့28ဦးဒဏ်ရာရရှိခဲ့တာဒဏ်ရာရရှိသူတွေထဲမှာတော့အရွယ်မြောက်သေးတဲ့ကလင်းငယ်9ဦးပါဝင်တယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်အဲဒါကြောင့်စစ်ကောင်စီရဲ့အပြစ်ရတဲ့ဆိုတဲ့ထုတ်ပြန်ချက်ကတော့ဘယ်အဖွဲ့အစည်းကမှအယုံကြည်မရှိဘူးလို့လည်းနိုင်ငံရေးလိလာသူတွေကတော့တုံ့သက်ပြောဆိုထားပါတယ်